င်္ဂလာမနက်ခင်းပါရှင်ကိုရဲ့ soul family တို့အတွက်ဒီနေ့ရဲ့ magical message လေးကတော့ what is a holding you back တဲ့ပြောချင်တာကပါလဲဆိုတော့ကိုရဲ့ soul family တို့က let go လွတ်ချခဲ့ရမယ်အချိန်ရောက်ပြီ reflect လုပ်ရမယ်အချိန်ရောက်ပြီကိုယ့်ကိုယ်ကိုပြန်သုံးသပ်ရမယ် renew ရယ်ပေါ့နော်ဘဝထဲမှာအတိတ်တွေအတွက်ပြန်ပြီးတော့စတင်ရအောင်မယ်အချိန်ဆိုတာပြောနေတယ် လက်ခိုးလုပ်တယ်ဆိုတော့ကိုယ့်ကိုယ်ဘယ်ယာတွေကနောက်ပြန်ဆွဲနေလဲကိုယ့်ကိုယ်ဘယ်ယာတွေကရှေ့ကိုမရောက်ဖို့အတွက်မတိုးတက်စေဖို့အတွက်အမ်လုပ်နေလဲဆိုတော့ဒီအချက်တွေကိုကိုယ်ကိုယ်တိုင်ပြန်ပြီးရှာဖွေရမယ်ပေါ့နော်ကိုယ့်ရဲ့စူဖမီးကဒီစခေစခေကိုရောင်းနေလုံးဝဝန်းကြီးထဲမှာပေါ့နော်အောင်မြင်မှုနဲ့ပို့ပို့ပြီးမိဆက်လာပြီပို့ပို့ပြီးတော့တန့်စင်လာပြီဒါပေမဲ့အဲ့ဒီဟာတွေကိုရဖို့အတွက်ကလည်းနောက်ကိုတစ်ဖြည်းဖြည်းပြန်ပြန်စုံနေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဆိုတာကိုမြင်ရ ုယ့်ရဲ့ဆိုးဖက်မှုတို့အတွက်ကဒီအချိန်က now is the time ပေါ့နော်မလုပ်ဖို့အချိန်လဲဆိုတော့ကိုယ့်ဘဝထဲမှာမင်းတို့ဘဝထဲမှာအခုလုပ်နေတဲ့အရာတွေကဘယ်ဟာကအလုံးမဖြစ်ဘူးလဲဘယ်ဟာကအလုံးဖြစ်လဲဘယ်လိုခံစားချက်တွေကမင်းတို့အတွက်လေးလံနေစေလဲဘယ်လိုဟာတွေကတော့မင်းရဲ့ငြိမ်းချမ်းမှုအတွက်အလိုင်းဖြစ်မနေဘူးလဲဆိုတာကိုပြန်ပြီးတော့ရှာဖွေရမယ်ရဲ့ဖြစ်တယ် ဆိုတော့နောက်ထပ်စာမျက်နှာတစ်ခုကိုမသွားခင်မှာဒါတွေကိုအရင်ရှာဖွေပြီးတော့မင်းရဲ့ soul room လေးကို clean လုပ်ပါအတန်ရှင်းလုပ်ပါဒါမှပဲ magic to return ပေါ့နော်ဒီလို space တွေအတွက်နေရာရှိလာမှာဖြစ်တယ်ပေါ့ဆိုတော့ဒီဘက်က base of the death လေးကိုကြည့်လိုက်ဘယ်လောက်တောင်မှခက်ကြီးကချိတ်ဆက်မှုရှိနေလေ the guest online ဝင်ရအောင်ပြောတာပေါ့နော် true note that stay true to yourself ဒီမှာကမင်းကိုနောက်ပြန်ဆွဲနေတဲ့အရာတွေကိုရှာဖွေခိုင်းနေဒီမှာတော့ကိုယ့်ရဲ့အစ်စ်အမန်တိုင်းမှာနေရမယ့်အချိန်ရောက်ပြီနော်လို့သူက message ပေးနေတယ် life purpose authentic past ပေါ့နော်ကိုတကယ်ဖြစ်ချင်တဲ့ဘဝရဲ့ရည်ရွယ်ချက်ညီမချက်တွေကပါလဲကိုယ့်ရဲ့တကယ် authentic စစ်မှန်မှုလို့ခံယူထားတဲ့ပုံစံကပါလဲကိုယ့်ရဲ့ so true direction ကိုရှာရမယ့်နေ့ဖြစ်တယ်တဲ့မင်းကအာ unclear ပေါ့နော်မရှင်းလင်းဘူးတက်တောင်းတက်တာမဖြစ်ဘူးဆိုရင်တောင်းပါပဲအဲ့ဒီကိုသွားကျင်တဲ့လမ်းကြောင်းကိုသွားကျင်တဲ့ direction ကမင်းအတွက်ဒီလိုမျိုးတွေဖြစ်နေတယ်ရှို့ဆိုရင်တောင်းပါပဲလုပ်ကိုလုပ်ရမယ်ပေါ့နော်ဒါမှပဲမင်းလိုချင်တဲ့မင်းရဲ့တကယ် direction အစ်စ်အမှန်မင်းကိုကိုရောက်လိမ့်မယ် trust your inner compass ပါရှင်မင်းအဒီအချိန်မှာမင်းသွားကျင်တဲ့နေရာကိုသွားဖို့အတွက်အဆင်သင့်ဖြစ်နေပြီဆိုတာကိုယုံကြည်ပါ ဒီမျက်စိနဲ့မြင်ရတဲ့အရာတွေနောက်ကိုလိုက်နေတာကိုရက်လိုက်ပြီးတော့မင်းရဲ့ခံစားချက်တွေနောက်ကိုစတင်ပြီးတော့လိုက်ပါတော့လို့ဒီနေ့အတွက် message လေးရပါတယ်ရှင်ဆိုတော့ဖြစ်ချင်တာနဲ့ဖြစ်တင်တာမှာဖြစ်တင်တာတွေကိုလှုပ်ရင်းနဲ့တဘောအလုံးကိုပင်ပန်းစွာဖြတ်ကျော်ခဲ့ပြီးသွားပြီလားဒါဆိုရင်တော့ဒီနေ့မှာနှလုံးသားလေးရဲ့ဆန္ဒကိုလိုက်ပါလို့အကြံပေးကြပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ဒါကဒီနေ့အတွက် magical message တွေပဲဖြစ်ပါတယ်လို့တင်တာတွေကို လုံနေရင်နဲ့ပြင်မှန်းနေတဲ့စိတ်ကလေးကိုလှုပ်ချင်တာတွေလှုပ်ခွင့်ပေးရင်နဲ့ဘဝရဲ့တကယ်ရည်ရွယ်ချက်အမှန်ကိုရှာတွေ့ကြပါစေရှင်။